ဒီနေ့2025ခုနှစ်17လပိုင်း3ရက်အဖိတ်နေ့တနင်္လာနေ့မှာတော့မိတ်ဆွေတို့အတွက် numerology ဂဏန်းပင်အရနမိတ်ဖန်ကြရမယ်ဆိုရင်နံပါတ်9ဆိုတဲ့နော်သင်္ကတနမိတ် numerology အရယသိသူတော်စင်သင်္ကတနမိတ်ဖြစ်ပါတယ်တောင်ဝတ်ကိုကြိုင်နာတဲ့အတွက်ခီးကိစ္စထူးခြားတွေပေါ်လိမ့်မယ် မိရင်ကိုင်ထားတဲ့အတွက်လျှက်စစ်ပစ္စည်းတွေအပြောင်းလဲအသစ်ဖြစ်လိမ့်မယ်။မျက်စီတို့ဥကောင်းတို့အာရုံကြောင်းတို့ဂျက်မိုင်ညံ့နာမျိုးကြုံတွေ့တတ်တယ်။တက်ကြီးရွယ်ဟိုတွေအတွက်ဒီနေ့မှာစိတ်ပင်ပန်းမှုကြုံတွေ့ရတတ်တယ်။နိုင်ရွယ်သူတွေအတွက်ကတော့စီးပွားရှာဖွေဖို့ကိစ္စတွေပညာရှာဖွေဖို့ကိစ္စတွေအခွင့်အရေးအသစ်တွေပေါ်လိမ့်မယ်။နိုင်ငံခြားသွားဖို့စီစဉ်နေတဲ့သူတွေအတွက် သတင်းကောင်းကြားရမယ်။နိုင်ငံခြားသွားဖို့ကိစ္စတွေသင်းမောတက်ဖို့ကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေပေါ်လိမ့်မယ်။ဒီနေ့မှာဖနက်ဝယ်တာမျိုးချိန်ဝယ်တာမျိုး ခြေသုပ်ဖုံဝယ်တာမျိုးခြေထောက်နဲ့ပတ်သက်တဲ့ကိစ္စဆောင်ရွက်တာမျိုးတွေကိုရှောင်ကျဉ်သင့်ပါတယ်။မလွဲမရှောင်သာဆောင်ရွက်ရရင်တော့မွန်းလွဲကြော်လွန်မှဆောင်ရွက်ပါ။ဒီနေ့မှာခொနည်းသားသမီးနေအားလုံးကံကောင်းမှုလို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ဖြစ်တဲ့သူကတော်ဆိုတဲ့ဂုဏ်တော်ကိုအကြိမ်ကြိမ်ရွတ်ဆိုပြီးမျက်နာသိချင်းအပြင်တစ်နေ့တာလုံးကံတရား